ရုရှားနဲ့ယူကရိန်းစစ်ပွဲကြားကအမေရိကန်ရဲ့အခမ်းကဏ္ဍရုရှားယူကရိန်းစစ်ပွဲတွင်ပြင်းထန်တဲ့စစ်ရေးတိုက်ခိုက်မှုတွေနဲ့တိုက်ရိုက်ဆိတ်ဆက်ညှိနှိုင်းမှုတွေကြောင့်အနေအထားတစ်ခုကိုရောက်လာနေပါပြီ2025ခုနှစ်ဇွန်လ1ရက်တနင်္ဂနွေနေ့တွင်ဒုတိယကြော့ဆွေးနွေးပွဲအကြိုတွင်ယူကရိန်းသည်ရုရှားနိုင်ငံအတွင်းရှိစစ်လေယာဉ်ကွင်းတွေကိုဒရုန်းတွေနဲ့ပစ်မှတ်ထားတိုက်ခိုက်မှုတွေကိုလှုံ့ဆော်ခဲ့ပါတယ် ယူကရိန်းထောက်လန်းရေးအင်အားရှိများရဲ့ပြောကြားချက်များအရရုရှားနိုင်ငံအတွင်းကိုထရက်ကားတွေနဲ့ခိုးဝင်ပြီးတော့အဝေးထိပ်စနစ်နဲ့ဒရုန်းတွေကိုလွှတ်တင်တိုက်ခိုက်ခဲ့တာကြောင့်ဒါဇင်နဲ့ချီတဲ့ဗျူဟာမြောက်ဘုံကျဲလေရင်အများပြားပျက်စီးခဲ့ပါတယ်။အဲဒီဆွဆွဲချက်တွေကိုတီးကြားအတီမပြုတ်နိုင်သေးပေမဲ့လေရင်ခွင်း၅ခုတိုက်ခိုက်ခံရပြီးနော်ဝေနယ်ဇက်အနီးလီတာစက္ကန့်2ခုနဲ့ဆိုင်ဘေးရီးယားရှိအခြားလီတာစက္ကန့်တစ်ခုအတွင်းရှိလေရင်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကအတည်ပြုခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုယူကရိန်းကလုံဆောင်နိုင်ခဲ့တာကြောင့်မိမိတပ်တွေရဲ့စိတ်တမ်းမြင့်တင်ပေးရေးနဲ့ရုရှားသမ္မတဗလာဒီမာပူတင်ကိုနှီးပြူအပိုင်းအရာဖိနှိပ်လိုသောကြောင့်ဖြစ်ပါတယ်။ရုရှားတို့သည်ယူကရိန်းရှိ ကီယက်မြို့ကို drone ဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့သောကြောင့်နိုင်ငံရဲ့လေကြောင်းရန်ကာကွယ်ရေးကိုတိတိတတ်တာထိခိုက်စေခဲ့ပါတယ်။ ဇွန်လ၁ရက်နေ့တနင်္ဂနွေနေ့မှာရုရှားကယူကရိန်းစီးရေးလေ့ကျင့်ခန်းစခန်းတစ်ခုကိုဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အနည်းဆုံးယူကရိန်းစစ်သား၁၂ဦးသေဆုံးခဲ့ပါတယ်။ဒါပေမဲ့ပြင်းထန်တဲ့အပြင်းအလဲစီးရေးတိုက်ခိုက်မှုတွေကကြားထဲမှာမျှော်လင့်ချက်ရောင်ကြီးလေးအဖြစ်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုဇက်တိုက်လှုံ့ဆော်လျက်ရှိနေပါတယ်။ဒုတိယကြိမ်တွေ့ဆုံဆွေးနွေးမှုမှာတနအီကန်ကြာပြီးတော့အကျဉ်းသားလဲလှယ်ရေးသဘောတူညီချက်သာရရှိခဲ့ပါတယ်။ ဇွန်လနှောင်းပိုင်းမှာတော့တတိယကြိမ်စူးနွေးပွဲကိုပြုလုပ်ရန်စီစဉ်ထားပါတယ်။လာပေါင်း40ကြာစစ်ပွဲအတွင်းနှစ်ဖက်စလုံးစစ်သားတွေမှာစစ်ပန်းတဲ့လက္ခဏာတွေတွေ့လာရပါတယ်။စစ်မြေပြင်စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ယူကရိန်းဟာရုရှားတို့ကိုလည်းစစ်ရဲ့နာကျင်မှုကိုခံစားရစေဖို့ဒီထွင်ဆန်းသစ်တဲ့ဒရုန်းတိုက်ခိုက်မှုတွေကိုလှုံ့ဆော်ခဲ့ပါတယ်။2022ခုနှစ်နောက်ပိုင်းမှာယူကရိန်းဟာ ခက်စွန်ထိုးစစ်မှစပြီးသူတို့ရဲ့ဆုံးရှုံးနေတဲ့နယ်မြေများကြီးကြီးမားမားပိုင်တဲ့အောင်ပွဲမရှိသေးပါဘူးလွန်ခဲ့တဲ့နှစ်တွေမှာယူကရိန်းဟာရုရှားတို့လက်ကိုနယ်မြေစတူရန်ကီလိုမီတာ9000နီးပါးဆုံးရှုံးခဲ့ရပါတယ်ယူကရိန်းတို့သိမ်းယူထားတဲ့ကရီးယားနယ်မြေတွေကိုရုရှားကပြန်လည်သိမ်းပိုက်လိုက်ပါတယ်ယူကရိန်းအားနည်းတဲ့လေကြောင်းရန်ကာကွယ်ရေးစစ်တီအင်အားအကြက်တဲနဲ့သမရဒေါ်ရဲထရန်လက်ထက်အမေရိကန်နဲ့ဆက်လက်ပံ့ပိုးမှုနဲ့ပတ်သက်ပြီးတော့ မသေးကြမရေရာမှုတွေနဲ့ရင်ဆိုင်နေရခြင်းတွင်ရုရှားရဲ့ຫນွေဦးရာသည်ထိုးစစ်သည်အခုချိန်တွင်အချိန်ရနေပြီဖြစ်ပါတယ်တဖက်မှာလည်းယူကရိန်းဟာရုရှားရဲ့စွမ်းရင်အခြေခံအဆောက်အုံတွေပင်လယ်နဲ့စိတ်ကမ်းနဲ့မဟာဗျူဟာမြောက်ဘုံကျဲလေယုန်တွေကိုတိုက်ခိုက်လာနိုင်ပြီးရုရှားတို့ရဲ့ကာကွယ်ရေးစနစ်ကိုသွေးတိုးဆန်းလာနေပါတယ်စစ်ပွဲတွေဆက်လက်ဖြစ်ပွားနေပါကနှစ်ဖက်စလုံးထိခိုက်နေနာမှု ပိုများလာပါလိမ့်မယ်အခုချိန်ထိငြိမ်းချမ်းရေး အကျိုးဆောင်ဖြစ် Mr. Trump ရဲ့ကြိုးပမ်းမှုများမှာတိုးတက်မှုအနည်းငယ်သာရရှိခဲ့ပါတယ်။ဒါပေမဲ့သူလက်မလျှော့သေးပါဘူး။ရုရှားတွင်ကာလရှည်ကြမကျေနပ်ချက်တွေနဲ့အနာဂတ်လုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေကိုကင်တွယ်ဖြေရှင်းရန်လိုအပ်ပါတယ်။ယူကရိန်းကရုရှားရဲ့အနာဂတ်တိုက်ခိုက်မှုတွေမှာကာကွယ်ရန်ယုံကြည်စိတ်ချရတဲ့လုံခြုံရေးအာမခံချက်တွေကိုလိုချင်နေပါတယ်။ရေရှည်ခံပြည့်ခတ်ရေစေးကိုဥတီလှုပ်ဆောင်ရန်အမေရိကန်ပြည်ထောင်စုဟာအရေးကြီးတဲ့ခန်းကဏ္ဍမှာပါဝင်နေပါတယ်။ အမေရိကန်သမ္မတဒေါ်ရယ်ရန်တက်လာပြီးနောက်ပိုင်းကဘာနဲ့အဝမ်းပြိပက္ခတွေကိုဇက်တဲ့ဂျာဝင်ဖြစ်ရှင်းပေးလျက်ရှိပါတယ်။ပြီးကြတဲ့လပိုင်းကလည်းကရှမီးယားဒေသတွင်းကစတင်တင်းမာခဲ့တဲ့အိန္ဒိယနဲ့ပါကစ္စတန်အရေးစီးရီးယားကိုအရေးယူတန်းခဲပိတ်ဆိတ်မှုတွေကိုပြန်လည်ဖြေလျော့ပေးခြင်းတို့ကိုဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ထရန်ဟာသူသမ္မတမဖြစ်ခင်ရုရှားယူကရိန်းအရေးကို24နာရီအတွင်းကင်တွယ်ဖြေရှင်းပေးမယ်လို့မဲဆွယ်ကြေပြီးခဲ့ပေမဲ့လက်တွေ့မှာအခုချိန်ထိအောင်မြင်မှုမရရှိခဲ့သေးပါဘူး။ ။ဆောင်းမဘာသာပြန် Richard ဆောင်းမဖတ်ကြားသူ Michael